ကျမတို့တဘာဝပေးရနေကြီးဖြစ်တဲ့ပေါ့နော်ဒီလိုငလင်ပေးတဲ့ဆိုရင်ဖြစ်တဲ့စိတ်ဓာတ်ရရောအများကြီးပေါ့နော်အားလုံးတိမှဖြစ်တဲ့အတိုင်းဒါပေမဲ့ကျမတို့ဟိုအဓိကအားဖြင့်စိတ်ဓာတ်ရရကြီးလိုက်မယ်ဆိုရင်မိမိကိုယ်တိုင်ကြုံတွေ့ရတာပေါ့ experience ကိုကိုယ်တိုင်ကအာငလင်လှုပ်တဲ့အခါမှာအထဲမှာပိတ်မိနေတယ်ဆိုတာတန်ရအကြီးပေါ့နော်ကိုယ်တိုင်ထိခိုက်တန်ရရသွားတယ်ကိုယ်သက်ရှင်မလားမရှင်မလားမသိခဲ့ရတဲ့အချိန်နေပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်နောက်ကမိမိချစ်ခင်ရတဲ့ဆုံးရှုံးလာဟာလာကျမတို့မမိသားစုဝင်နေဆုံးရှုံးသွားလို့ပေါ့နော်တရားစဲကြံနေတဲ့ ပြည်သူတွေအများကြီးရှိရဲဟလာဒါမျိုးမကယ်လိုက်နိုင်တာပေါ့နော်ကိုမီတာစုတွေကိုချစ်ခင်နေဟလာတငယ်ချင်းနေတာမျိုးဆုံရှုံနေစိတ်တန်ရာရှိမယ် အာဒီဆုံးရှုံးတဲ့ထဲမှာပေါ့နော်အိမ်နေလဲပါတာပေါ့နော်ကိုတချို့ chicken နဲ့လူနေမကမနကုန်နေထိုင်တဲ့အိမ်ပျောက်ဆုံးသွားတာရေဆုံးရှုံးသွားတာရှိမယ်နောက်တစ်ခါကျတော့ကျမတို့ကဒီစိတ်ဓာတ်ရထက်ခါတလေလေပြန်မြင်နေရတာပေါ့နော်ဒါရှေ့တန်းကကျမကူညီပေးနေတယ်ဟန္တာ volunteer တွေပါမယ်ဒီပေါ့နော်အချင်းချင်းကူညီဆောင်ရပေးနေတယ်ရှေ့တန်းကလူတွေကဒီသွေးတန်တရေရဆုံးသွားတာတို့နော်ကိုလူတိုင်းကိုမကယ်လိုက်နိုင်နဲ့ပေါ့နော်စိတ်တော်ကြိုက်တိုင်အရထက်ခါတလေကြုံတွေ့ရတယ်အမားတို့လို media သမားတွေလည်းပါတာပေါ့နော်ထက်ခါတလေလေဒီဖြစ်ရတဲ့ကြုံ တွေ့ရတဲ့စိတ်ဓာတ်ရည်အများကြီးပါပဲရှင်။အဲ့ဒါတွေအားလုံးကိုပေါင်းကြည့်လိုက်မယ်ဆိုလို့ရှင်ကျွန်မတို့မှာအသက်အန္တရာယ်ကိုခဏခဏကြုံတွေ့ရတဲ့အခါမှာပေါ့နော်လူတွေကငါဘဝကဘယ်နည်းဘယ်လိုဖြစ်မလဲဆိုမသိတဲ့အခါမှာစိတ်ရမလုံးချုံမှုပေါ့။အဲ့လိုမရှိတဲ့အခါမှာဟိုစိတ်ထိခိုက်ရတာအများကြီးရှိရပေါ့နော်။နောက်တစ်ခါကျွန်မတို့မှာကုရကယ်ရမယ့်စိတ်ဆိုတဲ့အာပေါ့နော်စိတ်ဓာတ်ရည်ကြောင့်ဖြစ်တဲ့ hopelessness hopelessness မျောလင်းချက်မဲ့တဲ့စိတ်တွေဒါမျိုးဖြစ်တတ်တာအာပေါ့နော်အရေးကြီးရဲ့တုံ့ပြန်မှုနှစ်ခုလို့ကျွန်မတို့ပြောလို့ရပါတယ်ဟုတ်။ ဒီကာလမှာတော့အများကြီးပေါ့နော်လူတိုင်းတို့လိုစိတ်ဖြစ်စင်မှုအရောအနေနဲ့အများဖြစ်မှာပါပဲရှင်ဒါဟိုပေါ့ကျမတို့အကိုကကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးဆိုပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်လေးကိုပေါ့နော်လက်ခံလိုက်ဖို့အရန်ရေးကြည့်ပါတယ်ကျမတို့တင်စားပြီးအမြဲပြောလိုက်တာပေါ့နော်အရေးပြောင်းမီးလောင်လဲဆိုလို့ရှင်ကျမတို့နာမှာပဲပေါ့နော်အရေးပြားအာကိုကပြောညံ့နေမှုလို့မလို့မနာသိမှုဆိုတာမျိုးမဟုတ်ဘူးအရေးပြားမီးလောင်ရင်လူတိုင်းနာမှာမလို့ပဲဒီလိုကတ်ဘေးအကြီးကျုံကတော့ကျမတို့အားလုံးမှာဖြစ်စည်းမှုတွေစိတ်ကြံရတယ်စိတ်တော့ကရောက်တာအများကြီးဖြစ်မယ်ပေါ့နော် ဒါပေမဲ့အဲ့ထဲမှာမဆူဆူရွရွကိုပတာဘယ်လိုမျိုးပေါ့နော်အာဖြစ်နေလဲတော့စီစစ်လို့ရလဲဆိုရောနေတူပါမှာပေါ့ကိုလုံးတဲ့ဟာကြီးက အဲကိုယ့်ရဲ့ခံစားချက်တည်းရအစွန်းရောက်နည်းနည်းဖြစ်နေတာပေါ့နော်အဲအိမ်မပြောတော့တဲ့အထိစိတ်ကပြန်လွင်နေတာအိမ်မဆိုးရင်မတာအဲကိုကမနိုးနေတဲ့အချိန်မှာလည်းအိမ်မဆိုးလို့မျိုးအဲ့ဖြစ်ရကိုယ်ပြန်ပြန်မြင်နေတာပေါ့နော်ဟိုမှာငလင်လှုပ်တဲ့ခါမှာကြားလိုက်ရတဲ့အတန်းလိုမျိုးပြန်ကြားလို့ရှိရင်ထိတ်ကနေဖြစ်အရန်တော်သားရေထွက်တာမျိုးအရန်စိတ်ထိခိုက်တာမျိုးပေါ့နော်ထိတ်ကနေဖြစ်လိုက်တာနဲ့အကြီးကြီးဖြစ်တတ်တာမျိုးပေါ့နောက်တစ်ခါကိုယ်စိတ်ကပြန်လွင်လွန်တဲ့အခါမှာ အစားတောက်တောင်စားလို့မဝင်တာမျိုးမစားကျင်တော့တာမျိုးပေါ့နော်ကိုချစ်တဲ့လူတွေနဲ့လည်းမတွေ့ကျင်တော့တာမျိုးအလားတူပြင်းပြင်းထန်ထန်တုံ့ပြန်နိုင်ရည်လေလူတိုင်းလုံးလုံးမှာဖြစ်တတ်ပါရဲ့ဒါမှလည်းဖြစ်တတ်တဲ့အခါမှာပေါ့နော်ဒါတဘာဝပဲခုနအရေးပြောင်းမီလာမယ်ငါတို့လိုပဲငါစိတ်ကလည်းတန်ရည်များလို့နာနေရဖြစ်တယ်ငါတယောက်တည်းမဟုတ်ဘူးဒါကိုငါတတိထားလိုက်ရုံပဲဆိုပါလိမ့်မယ်ပေါ့နော်ကျမတို့ဆန်ကိုပါတာတတိလေးနဲ့အပြုတ်လိုက်လို့ရတာပေါ့နော်ဒီကာလာကြီးမှာဟုတ်ကဲ့ ကျမတို့ကနာပေါ့နော်အာစိတ်တန်ရာကြီးဖြစ်တဲ့ trauma တွေကအာအချိန်တိုင်းတိုင်းကြာလာတဲ့အခါကြီးမတက်တာကိုပြင်းထန်နေသေးရဲ့ဆိုကျမတို့ပေါ့နော်တလားကြော်လာတဲ့ခါကြလို့ရှင်ကိုပတ်တာစီစစ်လို့ရတယ်ပေါ့တလားကြော်အောက်ပိုင်းမှာတော့ကျမတို့ကဒါတဘာဝစိတ်ရတဘာဝတုံ့ပြန်မှုလို့ပဲယူဆတယ်တလားကြော်ပြီးတော့၃လလောက်အထိကိုတုံ့ပြန်မှုတွေလိုပဲလွန်ကဲနေရဲ့အိမ်မပြိုစားမဝင်ဘူးစိတ်ကံစားချက်တွေပြင်းထန်နေဆိုလို့ရှင်တော့ကျမတို့ကျမကြီးပညာရှင်နေနေပေါ့နော်အာအကူအညီရယူဖို့ အကျွန်တော်အပေးခြင်းနဲ့ဘာဖြစ်လို့ဆိုတော့အဲ့လိုအချိန်တိုင်းတာကြာလာနေမြားဒီခံစားချက်တွေပြင်းထန်နေဆိုလို့ရှိရင် PTSD လိုမျိုးပေါ့နော်အစိတ်စိတ်ဓာတ်ရအကြောင်းဖြစ်တဲ့စိတ်ကျန်းမာရေးအခြေအနေမျိုးဖြစ်နိုင်တယ်ဒါမှအရေးကြီးတဲ့တစ်ချက်ကျွန်မဒီမှာဝင်မြင်နေတာ PTSD ဖြစ်တိုင်းလည်းအဲကျွန်မရတသက်လုံးဒီခံစားချက်ဖြစ်မှာမဟုတ်ဘူးပေါ့နော်အထူးသဖြင့်ကပ်ဘေးကြောင့်ဖြစ်တဲ့ PTSD တွေကကျွန်မတို့မှန်ကန်တဲ့ကုထုံးနေရရင်ပြန်လဲပြီးတော့ပေါ့နော်အဲတတလာလာရေးလည်းအများကြီးတွေ့ရတယ်ကျွန်မတို့ကမ္ဘာစိတ်ကျန်းမာရေးသုတေသနတွေကိုကြည့်မယ်ဆိုရင်ပေါ့နော်အဲဟေဒီလိုမျိုးနိုင်ငံဟာကျွန်မ မှာ2010မှာ Haiti မှာလည်းအာ ဘာလို့ဒီလိုငလင်းအကြီးကြီးဖြစ်ခဲ့လဲ2023မှာတူရကီတာကီနိုင်ငံမှာလည်းဒီလိုအကြီးကြီးဖြစ်ခဲ့တော့ကျမတို့တို့ရဲ့စိတ်ကြမ်းမာရေးသူတည်တနာတွေပေါ့နော်ကြီးတဲ့အခါမှာဒီပထမနှစ်မှာတော့အကြီးကြီးစိတ်ဓာတ်ရည်နဲ့ပေါ့နော် PTSD လိုမျိုး symptom တွေအဲဒီရောဂါလက္ခဏာရှိခဲ့လို့တနည်းလောက်ကြားတဲ့အခါမှာအများကြီးတတ်တာတော့ဟိုကိုပါတာတွေ့ရပေါ့ဒါလူရဲ့စိတ်တဘာဝလေးကအပြန်လဲဖေးမကူညီနဲ့တတ်တာပေါ့နော်အရေးကြီးဆုံးအချက်ကပတ်ဝန်းကျင်ကအရေးပါသွားတယ်ရှင်ကျမတို့ကပညာရှင်မနေပါတဲ့ပေါ့နော်ကျမတို့လို community ဆို အထူးသဖြင့်ပတ်ဝန်းကျင်ကအချင်းချင်းဖိမမှုတွေကူညီမှုတွေနှွေးထွေးမှုတွေနဲ့အများကြီးသက်သာနိုင်သေးရဲ့ဒီလိုတက်ပေးရတဲ့ PTSD ဖြစ်နိုင်တယ်ဒါပေမဲ့လည်းဒီကာလိုင်းမှာကျွန်မတို့တော့ကြောက်စရာမလို့ PTSD ကအာကျွန်မတို့ဟေတရသုတေသနမှာဆိုလို့ရှိရင်ပေါ့နော်အဲဒီခုနတနှစ်လောက်ကြာတဲ့အခါမှာကြုံတွေ့ခဲ့တဲ့အထင်မှာ၄ယောက်မှ၁ယောက်ကပဲ PTSD ဖြစ်တော်တယ်တချို့နိုင်ငံတွေမှာလည်းပါနော်အဲ့လိုမျိုး အစပိုင်းကဖြစ်ခဲ့လူဒီအစရာခိုင်နှုန်းလောက်ကပဲနောက်နှစ်နှစ်လောက်ကြာတဲ့အခါမှာ PTSD ယောဂကျန်ခဲ့လို့သူတင်နိုင်ရှိရဲ့အတွက်ပေါ့နော်ကိုတတလုံးခံစားရမှာလည်းမဟုတ်ဘူးဒါပေမဲ့ဒီလိုဖြစ်ရခြေခံစားခဲ့ရလို့ရှင်သတိထားဖို့လိုတာပေါ့နော် ကဲကျွန်မတို့ဒီကလမ်းမှာကြာတော့မှဒီပေါ့ PFA လို့ခေါ်တဲ့ psychological first aid ဆိုတာလေးကိုကျွန်မဝေမျှကျွန်မရဲ့ BF ဆေးရဲ့ရှေးဦးတူနာပြုပေါ့နော်အာစိတ်စိတ်ပိုင်းဆိုင်ရာ အာရှေးဦးပြုပြီးတော့အတင်းနည်းကူညီထောက်ပံ့မှုပေးရပါနော်အဲ့တော့ကျွန်မခုနကကျွန်မပြောလို့ပတ်ဝန်းကျင်ကအရင်အရေးပါဖြစ်တဲ့အတွက်ခုနကရုပ်ပိုင်းဆိုင်ရာကျွန်မရင်းနဲ့တင်စားပြီးပြောမယ်ဆိုလို့ရှိရင်လည်းဟုတ်လားကျွန်မတို့ အဲခုနမီလောင်နဲ့တန်ရနဲ့ပဲဥမာတင်စားပြီးပြောပါတော့အနာအကြီးဖြစ်သွားရဲဆေးရုံတော့တက်ပြီးမကုနိုင်သေးဘူးအိမ်မှာပတိစီလို့ရမလားအနာကိုဆေးသေးလို့ရမလားရတာပေါ့ကျွန်မအများကြီးလုပ်လို့ရအနာတတတော့အောင်နော်အဲ့လိုမျိုးစဉ်းစားမယ်ဆိုရင်ကျွန်မပစ္စုပန်တက်တဲ့နေထိုင်ခြင်းကအရေးအကြီးဆုံးပေါ့နော်မနေ့ပြန်ကလင်းထက်လာမလားကိုယ်မသိနိုင်သေးဘူးမနေ့ကဖြစ်သွားတာယူထက်ခါတလေလေစိတ်ကအမြဲပြန်စဉ်းစားခြင်း ਨੇ ဒါကိုတက်နိုင်နေမြပေါ့နော်ငါပစ္စုပန်တက်တဲ့ပဲနေမယ်တခါကြီးကျရင်တည့်ရချင်းစီရင်ဆိုင်ရခက်လွန်းတဲ့တနားကြီးချင်းစီရင်ဆိုင်ရတာမျိုးရှိရပေါ့နော်အခု အာငါအကောင်ဆုံးစိတ်အပြင်းလဲမနေတာလေကိုအသက်ရှူလေးခြင်းကနေလို့ပြီးထင်းလိုက်မယ်အဲကိုယုံကြည်ရပါတာတရားလေးခြင်းပြီးရောပေါ့နော်တရားထိုင်တာမျိုးဖျားရှိခိုးတာမျိုးနောက်တစ်ခါကျတော့မမီးယုံကြည်ရဲ့လူကိုဖွင့်ပြောပါပေါ့နော်ကျွန်တော်တရားသေးမနေပါနဲ့ PFA မှာ30ရှိရရှင်ကျွန်တော်တို့ အဲ look listen link လို့ခေါ်ပါနော် look ဆိုတာကြည်ပါ ကြည်ပါဆိုတာခံထိခိုက်ခံစားနေရတဲ့လူတွေကကျွန်မတို့စီမံလိုက်ပြီးအကူအညီတောင်းလို့မရှိဘူးသူတို့အရင်စိတ်တန်ရနေတဲ့သူတို့ကလည်းခံစားနေရတော့ပတ်ဝန်းကျင်ကလေးကိုကကြည်ပေးပါပေါ့နော်အော်သူတယောက်တည်းကြံနေရဒါမှမဟုတ်ငုံငုံငိုင်းနေစိတ်ခံစားနေရထိခိုက်ခံစားနေရတဲ့နည်းဒီညအိပ်ဖို့နေရာရှိရလားဒါမျိုးကိုကကြည်ပေးရပါပေါ့နော်နောက်တစ်ခါ listen နားထောင်ပေးပါတကယ်ကိုပေါ့နော်အနားမှာသွားပြီးသူတယောက်တည်းမဟုတ်ဘူးစိတ်တည်ငြိမ်မှုရသွားအောင်ကုညီမှုပေးရင်လည်းနားထောင်ပေးရပါပေါ့နော်ခံစား ချက်တွေအကုန်လုံးကိုအအတင်းကြီးအချက်ကြီးမေးရဝင်လာမဟုတ်ဘူးကောင်ဆယ်လင်းပေးရမျိုးလုံးဝမဟုတ်ဘူးပေါ့နော်ခုနကလို့အနားမှာရှိနေတဲ့သူပြောတယ်မဟုတ်ဘူးလက်တွေ့ကျတဲ့အကူအညီမှုတွေပေးရပါရှင်ဒီညမှာအိပ်ဖို့နေရာရှိရလားမနှက်ပြန်စားစရာရှိရလားအိမ်ကြီးလည်းမရှိတော့ဘူးပေါ့နော်မိုးကရွာမယ်မိုးကရှိတာဒါမျိုးကြည့်ပေးရပါပေါ့နော်နောက်ဆုံး လင်းကချိတ်ဆက်ပေးပါဆိုခဲ့ကြတော့ကျွန်မရခုကာလမှာပေါ့နော်ဘော်ဒူရီကူညီပေးမှုရှိနေလဲအလူရှင်နေရှိသလားဒါမျိုးချိတ်ဆက်ပေးတာဖြစ်တယ်လို့ကျွန်မတို့စိတ်ကြမ်းမာရေးပေါ့နော်မြန်မာပြည်အစိတ်ကြမ်းမာရေးကျွန်မတို့လိုပညာရှင်တွေအွန်လိုင်းကနေထောက်ပံ့မှုပေးနေရလဲအများကြီးရှိရဲ့လားတယ်လီဂျမ်းမာတို့လို့ကျွန်မတို့ Juju Safe Space ဆိုရယ်ပေါ့နော် Facebook Page ကနေ24နိုင် ညတကောင်လည်းဖုန်းခေါ်လို့ရတယ်ဒါမျိုးတိုင်ပင်လို့ရတာပေါ့နော်ဒါမျိုးရရှိချမ်းဝေမျှပေးလို့ရပါတယ်ဒါ၃၀ပေါ့နော်အဲ့လိုနီးနေကျွန်မတို့ခုနအနာဒီထက်ပိုပြီးမရင်သွားအောင်ပေါ့အချင်းချင်းကူညီဆောင်ရှောက်လို့ရပါတယ်ရှင်ဟုတ်ကဲမကျမတို့စိတ်ပညာသူတေသနာအရာပေါ့နော်အရေးကြီးဆုံးအချက်ကဒီခုနလိုစိတ်တရားခံစားခဲ့ရတဲ့အရင်ကြီးပြင်းထန်တဲ့လူတွေမှတောင်မှအဲဘသူကအမြင်ဆုံးသက်သာသည်ရှိလဲဆိုတော့ဒီခံစားချက်တွေကငါတစ်သက်လုံး အာဒီလိုဖြစ်နေမှာမဟုတ်ဘူးပေါ့တနေ့နေ့ချိန်ကျရင်တတတော်မှာစိတ်ရဲ့အခြေအနေရပြောင်းလဲမှုဖြစ်နိုင်တယ်ဆိုတော့ယုံကြည်မှုနဲ့မျှော်လင့်ချက်ရှိရလို့ကတတအဆုံးဖြစ်တယ်ပေါ့နော်ဒါကိုကျမတို့အဲ့လိုကျမတို့သိရှိထားဖြစ်တဲ့အတွက်အဲ့ယုံကြည်ချက်ကိုလည်းဘယ်လိုတည်ဆောက်ရမလဲဆိုတော့ကျမနီလန်းနလီနီလန်းရှိရပေါ့နော်ပထမနီလန်းကတော့ကျမတို့မြန်မာပြည်သူတွေမှာဆိုတာအထူးသဖြင့်မှန်တာဒါပထမဆုံးမဟုတ်ဘူးကျမတို့မှာလောကဒဏ်မျိုးစုံအခက်ခဲမျိုးစုံစိတ်ဒဏ်ရမျိုးစုံအရင်ကကြော်ဖြတ်ခဲ့ရတဲ့ အဲဘောနော်ဒီကပ်ပေးရအကြီးငါဘောမှာပထမဆုံးဖြစ်တော့လေတခြားဒုက္ခတွေလည်းငါအရင်ဆုံးကဘလူးကြောဖြတ်ခဲ့ရလေအရင်ကလည်းမရှင်တန်တန်တော့ဖြစ်ခဲ့ပြီငါဘလူးရှင်တန်ခဲ့ပြီဒါရှင်တန်နိုင်တာပေါ့ထပ်ပြီးတော့ဒါပထမတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်မပတ်ဝန်းကျင်မှာလည်းကိုသက်ဆိုးရလူပေါ့နော်ရှိလေရှိရအဲဒါမျိုးကိုကစဉ်းစားလိုက်တာပေါ့ငါသက်ဆိုးရလူတွေတောင်မှရှင်တန်နိုင်တာငါ အရင်တော့လည်းကြားခဲ့ဘူးရယ်ပေါ့နော်အခုလည်းငါမျက်စိရှိမှတွေ့ရတယ်ဒါမှမဟုတ်လို့ရှင်ကိုကိုလည်းမသိရင်တောင်မှပေါ့နော်ကျမတို့ပြီးရဲ့အခါမှာငါကြော်ဖြတ်နိုင်နေဆိုကြော်ဖြတ်နိုင်တယ်ပေါ့ဒီယုံကြည်မှုနောက်တစ်ခုကကျမခုနကပြောသွားတဲ့တည့်ရချင်းစီတနာရီစီရင်ဆိုင်ယုံပါလေပေါ့နော် စိတ်တဘာဝအရာ ခုနကအိမ်မဆိုးရပြန်ပြန်လာရင်ဒါမှဒီကျင်းရောရအောင်အိတ်ကြီးမယ်အိမ်မဆိုးရလည်းပြန်အိတ်မယ်အသက်ရှူလေးချင်းခံလုပ်ပြီးတော့ဖျားစားလုပ်ပြီးတော့ပြန်အိတ်မယ်ပေါ့နော်အဲ့လိုမျိုးစားခြင်းစီမရှိလည်းရအောင်စားမယ်ဘာဖြစ်ဆိုငါဆုံးရှုံးသွားရဲ့ပေါ့နော်မိသားစုဝင်တွေကငါ့ကိုရှင်သန်စေချင်မှာပဲဟုတ်မှာသူတို့ကအာသူတို့ငနာမှမရှိရပဲမယ်ပေါ့နော်ငါမှအသေးပဲရှိရဲ့ဘဝအာဒါမျိုးငါ့ကိုသူတို့ရှိစေချင်မှာပဲဆိုပဲစိတ်နေပေါ့နော်ကိုကသွားတာမျိုးကိုမိသားစုမရှိရရင်ဒါမှကိုကပရဟိတသမား ဆရာဆရာမဟလာမီဒီယာသမားဆိုလို့ရှင်ငါ့ရဲ့ community ငါ့ရဲ့အတိုင်းဝိုင်းငါ့ကိုလိုအပ်သေးရငါရှေ့ဆက်မှဖြစ်မယ်ဆိုရယ်စိတ်ကလေးတွေကအရေးကြီးရပါတော့ကျွန်တော်တို့ဒါလေးဆွဆွဲကင်ထားဖို့ပေါ့ဟုတ်ကဲ့ဒါလမ်းမှာပေါ့တော့အရန်ရေးကြီးရှင်းတန်ဖို့နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်တို့ကပေါ့နော်နတ်ဖြတ်ငလင်းထက်လာမလားဘယ်ရောပါဖြစ်အောင်လည်းမသိသေးရောတနာရီချင်းစီရှင်းတန်တဲ့အခါမှာပေါ့နော်ကျွန်တော်ကိုဘတ်ကအသက်ရှူလေးခြင်းခံလေးနဲ့ရှင်းတန်လို့ရပေါ့နော်ကိုစိတ်ကအရန်တုံ့ပြန်မှုပြင်းထန်နေရဆိုလို့ရှိရင်ဖြေးဖြေးလေးဘာမှမစင်စားနဲ့ ဝင်လေးချက်လေးပဲမှတ်လိုက်တာပေါ့နော်ဒီပေးလေးရှူသွင်းမယ်အခု၅လုံးကျုံနေအခု၅မိနစ်၅လုံးကျုံနေရှူသွင်းနေပြန်ရှူထုတ်တယ်ပြန်ရှူသွင်းနေပြန်ရှူထုတ်တယ်ဒါပဲပေါ့နော်အာစဉ်းစားလိုက်တာတော်တော်လေးအရေးကြီးရပေါ့နော်အဲရမစိတ်ကတကယ်အနေဖြစ်တဲ့အခါမှာကျွန်တော်တို့ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်အသက်ရှူမေးခြင်းငန်းနေနဲ့အခုတိဆောက်လို့ရရတယ်ပေါ့နော်၅မိနစ်၅မိနစ်စာအိုအဲနောက်တစ်ခုကျွန်မလေ့ကျင့်ငန်းလေးတစ်ခု ေးနေတာပေါ့နော်ခန္ဓာကိုယ်မှာ stress တွေများနေလို့ရှိရင်လေတခုလုံးလို့ရရအသက်ကိုရှူသွင်းလိုက်မယ်လက်သေးဆုပ်လိုက်ပါပေါ့လက်သေးဆုပ်ပြီးတော့အသက်ကိုပြင်းပြင်းရှူသွင်းလိုက်မယ်တင်းတင်းဆက်ပြီးဆုပ်မယ်ဆုပ်မယ်ဆုပ်မယ်ရှူသွင်းမယ်ပြင်းပြင်းပြင်းလေးရှူထုတ်လိုက်ပါရှူထုတ်တဲ့လေနဲ့အတူလက်ပွားလေးကိုဖြန့်လိုက်မယ်ဖြည်းဖြည်းလေးเอ้ไปเลยชินชินชินๆเนี่ยผิดตัวเลยมั้ยโอเคกางเนี่ยชูโชว์ไล่ป่ะไอ้เอ็กซ์ไซส์นี้ลงเนี่ยแหละเสียเปลี่ยนท่าหมู่ดิอยู่ป่ะจมารพวก ချောချလို့ရပါเนาะနောက်တစ်ချက်ကကြောက်အောင်မဒီကာလမှာ social media တုံးတာပေါ့เนาะရောစီခြင်းနဲ့ကျမတို့ပြည်သူတွေမှာကြီးလိုက်တိုင်းသတင်းတွေဆက်ချမ်းသာကြရမှာမဟုတ်တာเนาะကိုကအပြင်မှာလဲထိခိုက်ခံရရပြီးပြီးဆုံးရှုံးတဲ့ဟာကြီးကိုကပေါ့เนาะမျက်မြင်ကြုံတွေ့ပြီးပြီးထိုင်နေမယ် limit လောက်လိုက်ပါပေါ့နော်ငါဖျားရှိကုန်မတရားနိုင်မယ်ဟာတာကြီးကြည့်မယ်တခြင်းသားဆောင်မယ်အစာပတ်ကောင်းစားမယ်မိတ်ဆွေနဲ့စကားပြောမယ်အာ အိမ်ပြင်ထွက်ပြီးလမ်းလျှောက်လာအောင်မယ်ပေါ့နော်အဲ့လိုမျိုးလေးလိုလိုက်တဲ့အခါမှာခုနကကျွန်မအနာကိုဆေးထည့်တယ်လို့ပေါ့နင်းငယ်တတ်တာတွေ့ရမှာပါဟုတ်အဲအစမင်းမင်းအရေးကြီးတဲ့တစ်ချက်ကတော့ပေါ့နော်ကျမတို့စိတ်ထဲကြမ်းကြမ်းခံနိုင်ဈေးကိုစဉ်းစားမယ်ဆိုလို့ရှင် ကျမတို့ကအာဘော အကောင်းတွေဖြစ်လာမယ်ဆိုပစ်စပီးယုံကြည်ရမှာဟုတ်ပေါ့ကျမတို့ကတော့ false hope လို့ခေါ်ပါတော့မိုင်းနဲ့မျောနေကြကောင်းတဲ့မနေ့ဖြစ်ဖြစ်မလားမသိဘူးကျမတို့မှာဒါမှမဟုတ်ငလင်ထလှုပ်တော့မှမဟုတ်တော့ပါဘူးအဲ့လိုမျိုးနဲ့အရင်ဆိုင်တာမျိုးတော့မဟုတ်ဘူးငလင်ထလှုပ်လို့မလှုပ်လို့ငါတို့ရင်ဆိုင်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပေါ့နော်အဲဒါမှမဟုတ်ငလင်ထလှုပ်ရင်လည်းငါတို့ကတက်နိုင်တယ်မရှင်းတန်အောင်မယ်တူချင်းစီအရာရောအချင်းချင်းရောပေါ့နော်အဲ့စိတ်သက်ကအရေးကြီးဆုံးပါပဲရှင်အဲ့တော့နိုင်ငံရေးအချက်တဲရောတဘာဝကက်ပေးရောစီးပွားရေးအချက်တဲတွေရောကျမတို့မှာမ လည်းပြန်ဘာဖြစ်မလဲဆိုတော့မသိဘူးဒါပေမဲ့ကိုယ်စိတ်တည်ကိုပေါ့နော်အစိုးရရဟာတစ်ခုပဲရှိရပေါ့ငါစိတ်ကငါအကောင်းဆုံးပေါ့နော်တနအိစင်းစီပဲဟလာရှင်တန်နိုင်မယ်ဒီတည်ငြိမ်မှုနဲ့ရင်ဆိုင်နိုင်မယ်ဆိုလို့ရှိရင်ငါကိုယ်တိုင်လည်းတည်ဆောက်နိုင်မယ်အချင်းချင်းလည်းပေါ့အခုညီမပေးနိုင်မယ်ဆိုရင်စိတ်လည်းအရေးကြီးဆုံးပါပဲရှင်အဲဆိုတော့ခုနလိုမျောနေချက်အမားကြီးပေးရတာမဟုတ်ဘူးအနားမှာရှိနေမယ်နဲ့တယောက်တည်းမဟုတ်ဘူးအစိုးရဖြစ်လာရင်လည်းအတူတူရင်ဆိုင်ကြမယ်ဆိုတာလည်းအရေးကြီးဆုံးပဲဖြစ်ပါရဲ့ရှင်ဟုတ်